ီတူတူအထင်မြင်လွဲမရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစွာစပ်ပေါ်တရုတ်ဆောင်ကျော်ဝင်းထွက်ကောကျော်မင်းထွက်ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ နောက်တစ်ချိန်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမည်သောစည်းကမ်းချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်ဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံရရင်ဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ် ုံတိုင်းခေါ်ဇော်မြင့်တို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ယူပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ရောက်မိတ်ဆွေတို့ရန်မျိုးငါးပါးရှင်မှကင်းဝေးပါစေ။ဖတ်စစ်တအာနာရှင်ရဲ့ရုံမှာဓမ္မကင်းဝေးပါစေ။ဒီကောင်ဝင်းနေပတ်သက်ပြီးဆက်ဆက်တိမခံ ဘာလို့ဖြစ်နေလဲဖက်စစ်တပ်ဟာရွေးကောက်ပွဲရဲ့နောက်ကွယ်မှာလောင်ကြီးကြီးကြီးမားမားရှိနေလားဖက်စစ်တပ်ဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံလုံကလေးမှဆက်ဆက်ထိမခံဖြစ်နေတာကိုကြည်ချင်းအားဖြင့်ရွေးကောက်ပွဲပြည့်စည်မှာရွေးကောက်ပွဲမလုံနိုင်ပါဘူးအကြောင်းကြီးကြောင့်နေတဲ့အနေထားကိုကျွန်တော်ပြရတယ်ဒီကနေ့အားလုံးသိပြီးသားအတိုင်းပဲ Driver Mighty ဘာသာပြုတ်ဆောင်အုံတိုင်းပြုတ်ဆောင်ကြော်ဝင်းထုတ်တို့ကိုဖမ်းဆီးလိုက်တယ်လို့ဒီနေ့ညနေပိုင်းကတိရမနေ့ကညအစဖမ်းတာအဲ့တော့သူတို့ကိုဘာလို့ဖမ်းလဲဖမ်းလိုက်ပြီဒါသတင်းအားလုံးသိပြီလားဒီလိုဖမ်းပြီးမချခင်မှာပဲဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအစိုးရအဖွဲ့မှဆိုနိုင်ငံတော်အင်္ဂါစင်အရာဆိုရင်ထိတ်တန့်ဆက်ရောက်မှာပါတယ်ဇော်မင်းထွန်းကိုရင်က စော်မဲလုံးပုံမြန်ခေတ္တမိုင်းကိုဒုံဆိုင်တဲ့သူများရွေးကောက်ပွဲအသိပညာပေးဇလန်းကိုရိုက်ကူးပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်းဆိုပြီးထွက်ပြေးခွန်းလေးချိန်ဒီနုပညာရှင်တွေကိုချိန်ချောက်တဲ့သူတွေဝေဖန်နေတဲ့သူတွေကိုထိရောက်ပြင်းထန်စွာအရေးယူပါမယ်လို့ပြောပြီး mighty online တိရုပ်ဆောင်ကြော်ဝင်းထုတ်ထုတ်ကိုဖန်လိုက်ဒီညနေနောက်တစ်ယောက်ထပ်ဖန်ထားတဲ့၄ယောက်ရှိတယ် ။ဖက်စစ်တပ်ကရွေးကောက်ဝင်တဲ့ပတ်သက်ပြီးဆက်ဆက်ထိမကန်ဖြစ်နေရဘူး။ဂျင်းပြီတီးရပြီဗျ။နေတော်တို့နဲ့ပတ်သက်ပြီးတော့လေဒီလူလူတို့တည့်ရလုံးကတပိတ်ပေါက်ဖို့နှိုးဆော်ထားကြတယ်။အဲ့တော့ဒီဇလန်တို့မှာဆိုရင်နေတို့မြင့်မြတ်နေဝင်အေဂျင့်မောင်ချူးလေးမင်းမြမှုအောင်ခိုင်ငါပြောကြအောင်တို့နိုင်ရင်သွက်လက်စူပါလင်းမင်းညိုဥက္ကာပြန်ချရေရင်ရောပြုံအောင်စင်ဖြုတ် သူတို့တွေကိုတိုင်းပြည်လုံးမှာတပိမောင်းတယ်လုံးဝမကြည့်ဘူးသူတို့ကြော်ညာတဲ့ PC တွေမဝယ်ဘူးဆိုပြီးတော့ပြောတယ်လို့တော်လည်းမျိုးပြပျောက်ကြားတပ်ဖွဲ့များကလည်းပြင်းပြင်းထန်ထန်အရေးယူတယ်တော်လည်းတပ်ဖွဲ့၅ခုကကြေညာချက်ထုတ်ပြီးရာဇတ်တံပေးတာလေအဲ့တော့ဒီလိုယူကောက်ပွဲနဲ့ပတ်သက်ပြီးဘာကြောင့်ဆက်ဆက်တိမခံလဲဆိုတဲ့အခြေအနေတွေကတော့ ကျွန်တော်တို့တေချာစဉ်းစားရအောင်သူတို့ရမ်းချောက်နေတယုံနဲ့အပေးလူကြီးကြီးမားမားရှိနေတယ်လို့ကျွန်တော်မှန်းဆောင်ကြဒီရွေးကောက်ပွဲမဖြစ်ရင်တယုံကစစ်တပ်ကိုပြင်းထန်တဲ့ပြစ်ဒဏ်ခံနိုင်တဲ့အလားအလာရှိတယ်မဖြစ်ဖြစ်အောင်လို့ငါတို့ရွေးကောက်ပွဲကာလအထိပံ့ပိုးမယ်ဒီရွေးကောက်ပွဲကိုမင်းဖြစ်အောင်မလုပ်နိုင်ရင်တော့မင်းတိုင်းနဲ့မင်းကံပဲဆိုတာမျိုးဖြစ်နေဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လိုင်းတပ်ဖွဲ့တွေကဒီရွေးကောက်ပွဲကိုဖျက်နိုင်တဲ့အင်အားတစုံတရာရှိနေတယ်ဆိုတာလေဖက်ရှစ်တပ်နဲ့တေယုတ်ကသိတယ်။ဒါကြောင့်မို့လေရွေးကောက်ပွဲဒီကာလမှာလေမြင်းနဲ့ပုံကျဲတာပြီးနေမီထိုးစစ်ဆင်တာပြီးဒရက်ဆာလုံးလာတာဖြစ်တယ်။ဒါပေမဲ့လေဖက်ရှစ်တပ်ရဲ့လုံဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးဒီတပ်ပို့ပြီးလုံနိုင်စရာတိတ်မချင်လို့တော့ ဒါအရှိတရားပါဟုတ်တယ်ကျွန်တော်တို့မဏိကထိ DNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ငိုကုတ်ငိုမိကိုပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ငိုကုတ် view ဟာငိုကုတ်ပကဖ MBY PDF မြန်မာ blood type ကအဆရှိတဲ့ဒေါ်လာဟင်းတက်တွေကငိုကုတ်မျိုးကိုကာဝယ်မယ်လို့ထုတ်ပြန်ပွဲကတော့တော်တော်လှလာဟုတ်ပြီဒီနေရာမှာ my D နဲ့၃ယောက်ကိုဖမ်းတယ်နော်အဲ့ဒရိုက်တာ my D ကျော်ဝင်းထုတ် သူတို့တွေကဘာတွေရေးလို့လဲဘာတွေဘာများဟိုဝီပန်လို့လဲဆိုတော့ကျွန်တော်လေ့လာကြည့်အောင်တယောက်ဆောင်အုံတိုင်းကောဘာပြောလဲဆိုတော့ writer mighty ဒါတော့စငါရွေးကောက်ပွဲမှာပြောင်းလဲခြင်းတန်ပြီဆိုတဲ့စကားကိုရက်ခဲ့တယ်တော်တော်တာသွားခဲ့တဲ့စကားအကြက်ဘက်စစ်တဲ့အညိုးတေးခံလိုက်ရ writer mighty ကို2027မှာ ငိုင်းအားကာဒီနဲ့ဖမ်းနဲ့ထောင်ချလိုက်တယ်။2020မှာလုံငင်းနဲ့ပြန်လွတ်လာတယ်။အဲ့တော့ဒရိုက်တာမိုက်တီဘာရေးထားလဲဘာလုပ်လဲလို့ကြည့်ကြည့်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒရိုက်တာမိုက်တီရဲ့အကောင့်ကတန်ထွန်းဆုံးအဖြူအမဲအမှန်အမှားဓမ္မနဲ့အာရမကိုဆင်ကျင်နိုင်တာပညာဒီပို့တခုပဲတွေ့တယ်။ရွေးကောက်ပွဲဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူး။ဘာလို့စစ်တပ်က ကဲဆက်ပြီးကြောက်ရတဲ့ကြောင်ဖန်လာတယ်။နောက်တစ်ခုကြော်ဝင်းထုတ်ကြော်ဝင်းထုတ်ပါရေးထားလဲလို့လေ့လာကြည့်တော့တရံသားတွေရဲ့ဝင်းတူပေမဲ့စိတ်တက်မြင့်မြတ်သူတွေအများကြီးရှိတယ်။ပတ်ချုံကြီးဆဲဆူနေတာကတော့အဆင်မပြေဘူး။အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လက်ပြတန့်ချင်အမောင်လည်းမတော်ချင်ဘူး။ခက်ခဲတာတွေကိုဂုဏ်တောက်ခံငါနေခဲ့တယ်ငါစားခဲ့တယ်ငါဝေးခဲ့တယ်။ငါနောက်တစ်ချိန်မှပြန်ဖြစ်နိုင်တော့ ဒီစိတ်နဲ့ရှင်းတန်းနေလေပြုံးနေပြုံးနေနောက်နေတယ်ဆိုပေမဲ့ကိုချင်းစာစိတ်နဲ့နှစ်သိပ်အားပေးနေတယ်ဆိုတာကျွန်တော်တို့ရဲ့လက်ရှိတချို့နေ့ရက်တွေမှာငိုနေတယ်ဆိုတာဘယ်သူမှမသိဘူးဘသူကမှပြောပြရတာအကြောင်းမရှိဘူးကိုလိုပဲဘသူမှမသိအောင်ငိုနေတဲ့လူတွေရှိပါလားလို့တွေးပြီးကိုချင်းစာကြရင်အရာရာအစဉ်ပြေမယ်နေ့ရောက်လာမှာပြုံးနေတိုင်းပြုံးနေတိုင်းဆဲနေတဲ့ဟောင်နေတဲ့တိုက်သိစီမှုပါလို့ရေးထားတယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတခູ່မှမပါဘူးလိပ်ပြတန်းနာရဲ့ကိုချင်းစာတရားရဲ့အဓိကပြောရတာကလေးဒါတော့ဘာလို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်တက်ပြီးတော့အကြောက်တရားရိုက်သွင်းခြင်းနေတာလဲပုံတိုင်းပုံတိုင်းပါရေးရလို့ထပ်နေလာလိုက်တဲ့ခါတော့ငါ့ကိုပြောပြောနေတဲ့လူတွေအခုမြင်ပြီလားမမြင်ရသေးရင်တွားရှာကြည့်နော်ဘသူကဘာဆိုတာသိလိမ့်မယ်မသိကြအောင်စွန်ပြလိမ့်မယ်ပြောနေတဲ့လူကြီးပုံနေလိမ့်မယ်ဒါသဘာဝဘူး ရင်းကဝဲဆိုတဲ့စကလုံးတလုံးမှမပါဘူးသူတို့ရေးတဲ့တင်ဟာဟာပေးတာလားလက်ရက်လက်မှလက်လက်မီစကန်ရီတလာအဘေဘုံမီတော့ပေးမိလို့ဖမ်းတာလားမသေးဘူးချုပ်ရရင်တော့ဖစစ်တဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအထိမခံရွှေကံဖြစ်နေတယ်ဆိုတာဒီရွေးကောက်ပွဲတစ်ခုခုကြောင့် ပျက်စီးသွားမှာအရန်စိုးရိမ်နေတယ်။ဒါဟာသူတို့ရဲ့အားနည်းချက်ဖြစ်တာ။အဲ့တော့ကျွန်တော်တို့တော်လိုက်ရစ်တက်ပြီးပါ။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရှက်ချိုးနိုင်စစ်တပ်နောက်ကွယ်မှာအလုပ်ထားတဲ့အပေးယူနေတဲ့ပတ်သက်ပြီးကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်စရာရှိတာ။အဲ့တော့ဒီနေ့ဒီအချိန်မှာနေ့စဉ်ရုပ်မှာရက်ဆက်တက်ဖြစ် လိန်နဲ့ပုံချက်နေတာဘာသာရေးအဆောက်အုံတွေစာတင်ကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပုံချက်ချတယ်အယက်သားတွေကိုနေ့စဉ်ဖန်ဆီးပေါ်တာဆွဲဒါတွေအားလုံးကြည့်ပြီးသားနိုင်ငံတကာကလည်းအကန့်အကွက်ရှုတ်ချမှုတွေလုပ်ပြီးသားအဲ့တော့စစ်ကောင်စီရဲ့ဒီဝါရဖြန့်ချီရေးနဲ့တကွာစစ်ကောင်စီလုံနေတဲ့ဒီဇိုင်းပုံစံအယူဆအတွေးခေါ လက်ရှိကျင့်သုံးနေတဲ့ပုံစံလေးတွေကိုလေ့လာကြည့်ကြရအောင်။ဆိုတော့စကားစာပဲပြောပြောစကားမပဲပြောပြောဘလို့ပြောပြောငင်ဝိပိပြာကြီးဆိုရဲကောင်းစဉ်အောက်မှာပဲဖက်စစ်တက်ဟာလုံကြုံရေးတာအဓိကရန်သူဟာပြည်သူဆိုရဲအယူဆနဲ့ဆက်ပြီးသွားနေအာနာသိမ့်ပြီးတဲ့နောက်မှာဆန္ဒပြတဲ့ ဲ့ကောင်မစင်ရရလက်နဲ့ဆွဲကင်တော်လန်ရတဲ့ခီးငါးနှစ်နေပါလုံးမှာပြင်းပြင်းထန်ထန်ရရဆက်ဆက်ယုံယုံမှမှာအောက်တန်းကြသွားချိန်မုန်းပြည်အရှိတရားမာယူအင်္ဂလိပ်ဒီသိမ်းပြီးရနောက်မှာတော်လန်ရတဲ့ညီမတွေကိုအင်္ဂလိပ်ဒီရရဆက်နေနေနဲ့နီလန်းကိုလည်း update လုပ်ပြီးတော့တယ်တော်ရင်အစစစ်တပ်ဟာ အင်္ဂလိပ်တို့ရဲ့နီလန်အမေရိကန်ရဲ့တံပြန်တောင်းရန်သူစန့်ကျင်ရေးစစ်စင်ရေးနီလန်မလေးရှားမှာတုံးခဲ့တဲ့ဖြက်လေးပြက်နီလန်ဖိလစ်ပိုင်မှာ CIA ရေးဆွဲပေးခဲ့တဲ့ရီမိုမက်ဆီစီနီလန်ဒီနီလန်တွေကိုပေါင်းဆက်ပြီးရက်ဆက်နီအစုံကိုပြင်းပြင်းထန်ထန်တုံးဆွဲခဲ့ခေကာလာအချိန်ကိုကြည့်လိုက်တော့လေ ပြီးသူတရလုံးပါဝင်နဲ့ပြီးသူတရလုံးလက္ခဏာဆောင်နဲ့ပြီးသူတော်လန်ရင်ဒီတော်လန်ရင်မျိုးဟာမြမသမိုင်းမှာတစ်ခါမှမရှိဘူးဒီလောက်အောင်မြင်တဲ့တော်လန်ရင်တစ်ခါမှမရှိဘူးဒါကြောင့်စစ်တာဖတ်စစ်တာပြီးသူကိုကြောက်ရွံ့စိတ်ကြီးဆိုးနေအောင်အကြောက်တရားပေါက်ဝင်ကျင်ကြီးတစ်ခုကိုနီလန်ပေါင်းစုံကျင့်သုံးပန်တီးထားတယ်ခုနမိုက်တီးကိုဖမ်းပြလာ အကြောက်တရားပဝင်ခြင်းတခုရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဘာမှမပြောနဲ့ဆိုပြီးကြောက်နေအောင်လုပ်ခြင်းတဲ့သဘောတရားဆိုတာမျိုးကိုကျွန်တော်တွေ့ရတယ်။အဲ့တော့အခုရွေးကောက်ပွဲနဲ့အလှည့်ပြောင်းလုပ်ဖို့ဂျိုးပန်းချိန်မှာဘလို့နီးလမ်းနေသုံးနေလဲဆိုတော့ American Iraq Afghanistan တို့ပါရှင်းသုံးခဲ့တဲ့တိောက်တဲ့တံပြန်အချက်ဖို့နေနေရေးနီးလမ်းစတော့လားတိောက်တဲ့တံပြန်အချက်ဖို့နေနေရေး နီလန်တံပြန်အကျံဖတ်ဖို့နေနေနီလန်ကွာခြားချက်တွေရှိနေဒါတွေနဲ့ပတ်သက်ပြီးတော့ညံမီအောင် ပြောပြနိုင်တဲ့စီရေးကျွမ်းကျင်သူတွေအများပြားတော့ရှိပါလိမ့်မယ်အဲဒီဒေါက်တာဒေါမီမီဝင်းဘတ်တို့ဘာလို့ပညာရှင်တွေကပြောရင်တော့ပို့ပြီးတော့ပြည့်စုံနိုင်မယ်တဲ့ကျွန်တော်တို့သိမိသလောက်နားလေသလောက်တင်ပြရရင်တော့ တဘောတဘာဝရဲ့အချုပ်ကတော့မုတ်နေတုတ်ပါပြီတုတ်ယူမလားမုတ်ယူမလားဒီလိုပဲနားလေလို့ရတယ်ဒီသူကိုချော့မြူတိမ်သွင်းစီယုံရေးကိုဥတီတဲ့နီးလန်းတွေကိုရွေးကောက်ပွဲအလက်ပြောင်းလုပ်ဖို့စူးစမ်းချိန်မှာစတော့လာတယ်နှလုံးသားနဲ့စိတ်ကိုတိမ်ပိုက်စုံမိုးချီလို့လည်းခေါ်လို့ရတယ်ဝါရဖြတ်ပြီးဘောင်းစုံနဲ့ဒီသူကြားထဲမှာမုတ်ဝီတယ်လို့ တပတ်ကမိုက်ဒီလိုလိုလူမျိုးတွေကိုဖမ်းပြပြီးရွေးကောက်ပွဲကိုဝေဖန်တာနဲ့ချက်ချင်းဖမ်းမယ်ဆိုတော့တုတ်ဝေတဲ့နီလန်းကိုလည်းတုံးလာတာတွေ့ရတယ်။အဲ့တော့ရွေးကောက်ပွဲနီလာတာနဲ့အမျှဖက်စစ်တပ်ရဲ့လက်ကင်ဒုတ်တွေဟာအချိန်ဤပြီးပြီးသလိုရင်ကြည့်ကြည့်နဲ့လိမ်မာယူချိုးနှိမ်ချယူချိုးပြနေတာတွေကိုလည်းတွေ့ရတယ်။နောင်ချိုးမှာတံပေါက်ဝေတာကဆော တက်ကြီးရွယ်ဟောမခြင်းမယိုင်းစော်ကားဆက်ဆန့်မရင်းချင်းကလေးဒီပတ်စစ်တာရုပ်တရက်အလဲအပြောင်းတွေလုံလိုက်တဲ့အခါပြည်သူလူဟာတွေ့ဝေးသွားတယ်တဖက်မှာဒီနေ့ဆိုရင်တောင်ကြီးမိဘုံပြန်ပွဲဆိုတာမျိုးတွေနဲ့အပျော်အပါဘာသာရေးပွဲလမ်းတပင်းတွေနဲ့စီစီကကတိုက်တိုက်မြဲမြဲလုတ်ခွင့်ပြူလာတယ် normal life ပုံမှန်ဖြစ်နေ ဒါစစ်တပ်ရဲ့လုံလီလုံခံနေမှုကျွန်တော်သုံးသပ်ကြည့်တာဖြစ်ပါတယ်။တစ်ဖက်မှာတော်နိုင်ရေးဘက်ကိုကြည့်အောင်။စီကံယော်ရဲလာတယ်။ဒီသူလူလူနဲ့ဆက်ဆံရေးမှာကြက်မှတ်ထိန်ချောင်းနေမှုယော်ရဲလာတယ်။စီဝိုင်းနဲ့စာဝိနေရဲ့အထူးကြီးကြက်တဲမှုတွေဒီသူလူလူအတွင်းမှာဖြစ်ပေါ်နေတယ်။အဲ့ဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီးဒီသူလူလူကိုတွေ့ဝေစေဖို့စနစ်တကျအစီအစဉ်ရှိရှိကို မုံနဲ့ဒုတ်ဖြူဟာကိုကျင်သုံးနေတယ်လို့ပဲကျွန်တော်တို့သုံးသပ်တွေ့ရှိရပါတယ်ရွေးကောက်ပွဲကာလမှာယဉ်ကျေးလိမ်မှာကိစ္စတွေစံတက်လောက်ကိုင်းနေပါတယ်ဒါပေမဲ့ကြောင်ကြာကြာကြီးမငုတ်ပါဘူးဗျဖက်စစ်အာဏာရှင်စစ်တပ်ရဲ့တတိကိုကပြည်သူကိုရန်သူလိုဆက်ဆံမှုလေ့ကျင့်တာတိစောက်ထားတာပြည်သူတက်သူတို့ကတဆင့်မြင့်နေတာ ပြည်သူဟာသူ့ရဲ့ခိုင်းပတ်အစီကံကျွန့်တပွဲသဘောထားလားပြည်သူလူလူငြိမ်ဝှက်ပြီးပြပြန်လှန်မပြောရဲငါတို့ပေးတာယူကြွေးတာစာခိုင်းတာလို့ဆိုရဲပရိသတ်ညင်းနေဖက်စစ်တဟာကြောင်ကြာကြာရင်ငုတ်ပါခွေးမီးကောက်ကြည်တော့စွတ်ပါပဲခွေးယူကောင်းစားတမောတယ်ပါပဲတိတ်မချခင်ရက်စက်မှုတွေဖိနှိပ်မှုတွေကပြန်လုတ်လာပါတယ်အဲ့တော့ ဒါရီကိုကာကွယ်နိုင်ဖို့တံပြန်နိုင်ဖို့နိလန်မျိုးစုရှိပါရှင်းသုံးဖို့ပဲလိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေဟာဒီသူကိုကာကွယ်လို့စိတ်အပြစ်အဝါနဲ့ဒီသူဂျာတွေမှာရင်းနဲ့ငါတသားတဲ့နေရာမှာ online ပေါ်မှာဆယ်လီဒီ၁၇ဒီအလူခံကိစ္စတွေရန်ဖြစ်တာတွေကိုလုံးဝရပ်ဆိုင်ရပါ တော်လည်းဦးဆောင်ပွဲအစိုးရတမှုတမင်းဘိုးစဲဒီနာမည်ကြီးအစရှိတာတွေကဒီလူစီယုံဤမဟာဖြူဟာကိုစုဖွဲ့ကျင့်သုံးမှုတွေစတင်ရအဲ့တော့အချိန်ဤဤရက်ရက်တွေကြောင်းလို့ဗျာအုတ်ချုပ်ထောက်ပံ့မပြည့်စုံတာတွေအုတ်ချုပ်ဤရန်ရလဲပတ်မှုမှာအသိပညာမကျွဲဝသေးတာတွေကြောင်းပြည်သူလူထုနားလည်မှုလွဲစီနိုင်တဲ့ကိစ္စလေးပြီးဘူးတော့ ရှိကောင်းရှိနိုင်တယ်ဒါကိုအမြန်ချက်ချင်းမဆိုင်ဖြစ်ရှင်းပြရကျွန်တော်တို့ထက်လေလာကြည့်ရင်လက်ရှိမှာတော်လန်ကြီးဟာ90 30အချိုးဆိုတဲ့မော်စီတုံးရဲ့တော်လန်ကြီးအချိုးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာ80ရာခိုင်နှုန်းလောက်ဒီတော်လန်ကြီးအခြေအနေကိုကောင်းကောင်းထိန်းထားနိုင်ကြတာဘုံတော့သိရမယ်အဲ့တော့ထပ်ပြီးတော့နောက်ပိုင်းမှာအကြမ်းဖက်နေနေဘီယူဟာတွေတံပြန်အကြမ်းဖက်နေနေဘီယူဟာတွေကို သုံးလာလိမ့်မယ်တော်လိုင်းတက်ဖွဲ့ကာဝေးတက်ဖွဲ့ရဲဘော်တတဘုံမှုဘုံမင်းတမင်းမအစအစစ်စစ်တာဝန်ယူသားတဲ့သူတွေ ਨੇ ဒီလူနဲ့ဆက်ဆံရေးပုံမှုခိုင်မာကောင်းမှုနဲ့လူဆက်ဆံရေးနီးလူဟာမဟာပြူဟာတွေကိုစနစ်တကျချမှတ်ဆောင်ရွက်ရမယ်ကာလာတော့ဖြစ်လာမှာအဲ့တော့စေုပ်စုဟာတိုင်းသားများတွေအပေါ်မှာလဲတောင်းကျမ်းသူတပုံလို့ ဆွဆွဲတုံးဆွဲပြီးဒီနေ့အချိန်ထိဖိလစ်ပိုင်မှာကွန်မြူနတီနိုင်ငံကြီး CIA ရေးဆွဲပေးခဲ့တဲ့ Remo Racist ရဲ့ထောက်နိုင်ရေးတည်နေအခြေခံစစ်စီရေးနီလန်းမလေးကွန်မြူနတီနိုင်ငံမှာဘရစ်ရှားမစ်ရှင်များကရေးဆွဲပေးခဲ့တဲ့ဖြန့်လေးဖြန့်နီလန်းအမေရိကန်ကတောင်ပီယန်ကွန်မြူနတီနိုင်ငံအတွက်ရေးဆွဲပေးခဲ့တဲ့တံပြန်တောင်းရန်ကိုနိုင်ငံရေးနီလန်းများကိုပေါင်းဆက်ချင့်တုံးနေတယ်အချုပ်ကတော့တမတော်သားအမိတမတော်သားအဖာ policy လာတော်ရည်ဘက်ကဒီကအမိပြည်သူကအဖ policy ဖြစ်ရအောင်နောက်လာတဲ့မောင်ပလဲတိုင်းဝင်တက်မကဲကြောင်ပြပြီးပြည်သူနဲ့တော်ရည်ရေနေကတသားတည်းဖြစ်ဖို့လိုအပ်တဲ့အချက်ရေကောက်ဝဲကိုဆက်ဆက်တိမခံဖြစ်နေရဲ့ဖက်စစ်တဲ့ဟာရေကောက်ပွဲနဲ့ပတ်သက်ပြီးကြီးမားတဲ့အပေးအယူတယုတ်နဲ့လှုပ်ထားတာ ရှိနေတယ်လို့ကျွန်တော်တင်းကြီးကြကြသုံးသပ်တယ်။ဒီရွေးကောက်ပွဲတစ်စုံတရာပျက်စီးယူရင်းမလုံနိုင်ခဲ့ရင်စစ်တပ်ဟာတရုတ်ရဲ့ပြစ်ဒဏ်ခံမှုခံရနိုင်တဲ့အနေအထားတွေရှိတယ်။ဒီတော့ကျွန်တော်တို့ပြစ်မှတ်ဟာဖက်စစ်တပ်ပြစ်ကွင်းဟာရွေးကောက်ပွဲပြစ်မှတ်တဲ့ပြစ်ကွင်းတွေကိုတည်တည်ချာချာကြည့်ကိုယ့်ရဲ့ခံစစ်မဟာဗျူဟာနဲ့မဟာတတိုင်းကြီးကတော့ပြည်သူလူထုဘယ်ဘခုံးမှာ အမိပြည်သူအမိညာမခိုးမှပြည်သူအမိတင်ပြီးပြည်သူရဲ့ထောက်ခံဝင်ရင်မှုနဲ့ပြည်သူမြတ်တာတရားသစ္စာတရားနဲ့အတူစစ်တရဲ့ထောက်ပေါက်တစ်ခုကြီးမားတဲ့အပေးယူတစ်ခုဖြစ်တဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ကျွန်တော်တော်လိုင်းကြီးတက်တော်ပြီကရှိုက်ချိုးနိုင်တော်လိုင်းကြီးက60ရာခိုင်နှုန်းတော့ ဝယ်ပြီးသွားတယ်။တရုတ်ရဲ့စိတ်ကူးအတွင်းနဲ့ policy ပါပြောင်းသွားတယ်။တစ်ချက်ကိုနှစ်ချက်ပြတ်။သုံးချက်ပြတ်နိုင်တာကဖက်စစ်တပ်ကိုတရုတ်ကအမျက်တော်ရှာပြီးပြစ်ဒဏ်ခိုက်ရင်ဝယ်ပြတ်သွားနိုင်တယ်။ချစ်ချင်းချင်းမုန်းချင်းကိုကြိုက်ချင်းကြိုက်မကြိုက်ချင်းလက်ရှိရှမ်းမြောက်တခွင်တော်လည်းရေဝင်ကြီးရတော့တရုတ်ရဲ့အာဂျင်နာတိုင်းပဲရှိတယ် ဒါကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေဥဆောင်ပုဂ္ဂိုလ်တွေကမဟာဗျူဟာနီးဗျူဟာစစ်တပ်ရဲ့အရှိုက်ကနန်းမျက်စိမဟာဗျူဟာအင်းအားအနည်းဆုံးနေရာအမားရှောင်းပြုတ်တိုက်အဆရှိတဲ့နီလန်းနီးစနစ်ပေါင်းစုံနဲ့ရွေးကောက်ပွဲကိုရှန့်ချိုးဖက်စစ်တဲ့အရှိုက်ကိုထိုးပြီး လူနဲ့ဆက်ဆံရေးကိုရင်းနေငါတသားတွေလုံနိုင်လက်ရှိအခြေအနေအကုန်လုံးပြောင်းပြန်ပြန်နိုင်လေကောင်းသောဒီဇင်ဘာကိုရရှိပါလေဟာလို့ဂျေဇုတက်